အားလုံးမင်္ဂလာပါရှင်ဒီနေ့တိစပ်ပေးခြင်းတဲ့အခြေဝတ္ထုလေးကတော့မောင်ငိုရှိသည်ဆိုသည့်အခြေဝတ္ထုလေးကိုတင်ဆက်ပေးမှာဖြစ်ပါတယ်နေစဉ်ဇလံတစ်တွေကို တင်ဆက်ပေးမှာဖြစ်လို့ channel လေးကိုလိုက်ရန် subscribe လေးလုပ်ထားပြီးဘေးကခေါင်းလောင်းလေးကိုလည်းနှိပ်ထားပေးဖို့တောင်းဆိုပါတယ်ကဲဒါဆိုရင်ဇလံလေးကိုစလိုက်ကြရအောင်ရှင်ထွေးသည်အမိကိုလွန်၍ကြည်သည်အခုချိန်ရောက်ရင်အမိသည်သူ့ကြောင့်ရှိရာရွာပြင်သို့သွားပေလိမ့်မည် ကျောင်းပရိဝတ်အတွင်ဝင်ရွှေဆွေးရွှဲမြေတို့ကို ရှင်းလင်းတုတ်တင်၍မြေဆွေးတွေ့ဟောင်းတွင်ဖြည့်၍ထားပြတော်မူမုံမကြခင်အဖေပြိုးထားသောတရက်နှစ်ပြည်နှင့်ဒန်နလုံးပြိုးပင်၅ပင်လောက်ကိုလည်းကျောင်းတော်ဘတ်တွင် အဖေနှင့်အတူစိုက်ပေအောင်တော်မူသူအပြိုးပေါ်ဝင်စားအဖေစိုက်ခဲ့သောကျောင်းနောက်မှပိန်နေပင်သည်လဲရခုမိုးတွင်ဖြိုင်ဖြိုင်တည်၍တစ်ကြောင်လုံးလှိုင်းလှိုင်းစားရပြီတော်မူ လေတိုင်းလိုက်တိုင်းမိုးရေပေါက်တို့တဖြောက်ဖြောက်ကျွေကြလာတော့ခရီးပင်အောက်တွင်တော့အမေဒီခရီးပန်းလေးတို့ကိုကောက်ယူများနေလေတော့မလားရခင်ကအခုလိုအချင်းဆိုရင်အမေနဲ့ခရီးကောင်ကိုလှပစွာနဲ့တီးကြသည်ရေကန်သားတွင်ပွင့်နေကြတော့ငွေပန်းတို့ကိုလေဘန်းခုံးကလေးတဲ့သို့ခိုး၍ထဲကြသည်ကျောင်း၏အရှိတောက်ပတ်တွင်ရှိသော မြေဆိုင်စီတွင်ခရီးပန်းနှင့်ငွေပန်းတို့ကိုကတ်လှူပြီးမှ ကျောင်းကပြန်ခဲ့ကြသည်ကျောင်းမှရွာရင်းတို့အဝင်လန်းသည်ကိုယ်ဝိုင်နေပေမဲ့ကုတ်ကုတ်ပင်များလမ်းဘေးတွင်ဆီး၍စိုက်ထားသောကြောင့်တာယာလှပေးသည်ကြာနေသောရွှေဝါရောင်တောက်၍ရွာလန်းလေးပေါ်တွင်သဲဝါခင်းထားသလိုလှပါနေပေမည်အမေဒီရွှေဝါရောင်နီးအောင်ကြီးအောက်တွင်ပဝါပြူကိုလောဘထိုး၍နှုတ်မှလည်းမြတ်ဗုဒ္ဓဖျားခင်၏နှုတ်ကပတ်တော်များကိုတွတ်တွတ်ရွတ်ဆိုကား အိမ်သို့ပြန်နေကြဖြစ်သည်ဤတို့တိုင်နှင့်အပြိုဖားဖားဖြစ်နေသောသမီးကိုပင်ကိုရိုင်းဆောင်ဆုံးပေးပြီးမှ အမေကအိတ်သည်အမေ၏နေပုံထိုင်ပုံအေးစမ်းပုံများသည်ယခုလိုခွဲခွာနေရခြင်းတွင်တော်မှတစိမ့်စိမ့်တွေ၍တမိမိချိန်နှိုးပွဲဖြစ်သည်ညလေဦးသည်ပိုင်းရနံကိုတည်ယူ၍အေးများများတိုက်ခတ်သလိုအမေမြတ်တာရှင်ကလည်း အနားတွင်ရေဝိုင်း၍တက်တောင်တက်တာနှင့်တာယာလှပရှိပါသည်ယခုချိန်တွင်အမိသည်ကျမ်းမာကျမ်းမာပါလေစားရောင်ကြီးပြိုးစားတွင်ဆုံးမချမ်းနိုင်ပါလေစားမြတ်ဗုဒ္ဓဖျားခင်နှုတ်ကပတ်တော်များကိုလေရခိုင်ကလိုရှေးရှေးရရယူနိုင်ပါဦးမလားယန္တိတို့တိုင်လျင်ကျောင်းရန်တွင်ဝင်အမိုက်ရှင်၍ပန်းတို့ကိုမှကောက်နိုင်ပါသေးသလားဇေရီတော်ရွှေတွင်စီမီတို့ကိုထုံညီ၍ တပည့်တတာဝင်းနီယာတို့အားမေတ္တာမှပို့နိုင်ပါလေစားအမေကိုလွမ်း၍လွမ်း၍လာသည်ချိန်တန်ရရောက်တော်လေအမေကိုခွဲခွာ၍မောင်းရင်ဝင်းတို့ဝင်းခဲ့ရသည်မှာဓမ္မရာပေပဲလက်ချက်ပြီးမှအမေကိုချစ်ရခြင်းနှင့်မောင်းကိုချစ်ရခြင်းတို့၏ခံစားမှုကိုတဖြည်းဖြည်းတွေ့ပြီလာသည်နနေ့တို့တိုင်းနှင့်အမေနှင့်အတူ ပြုခဲ့သည့်စွန်းတော်ရေစမ်းတို့ကို မြတ်ဗုဒ္ဓဖရာသခင်တန်တွင်ကပ်လူ၍အမေကိုမြစ်တာပို့ရသည် အမေကျမ်းမာပါစေသောရခင်ကလိုကောင်းမှုကုသိုလ်အဆုစုကိုပြု၍အမေဒီတတောင်တတာချမ်းချမ်းမြေမြေနဲ့နေနိုင်ပါစေသောကိုဆုတောင်းရသည်ညသူတိုင်တော့လေပရိဒေသနာတော်တို့ကိုရွတ်ဖတ်တည်းစေရင်အမေနှင့်ဒီလိုပင် ကုသိုလ်ပြုခဲ့သည်ဟုစိတ်ကိုဖြေရသည်ဒီတော့လေအမေကိုလွမ်းသောစိတ်မှာ ပြေးတယ်လို့ဖြေရပြန်သည် ထွေးသည့်အမိကိုလွှဲရပြီးတကယ်တော့မောင်ကိုလည်းလွှဲရပါပြီ။ယခုချိန်တိုင်းကြီးအဝေးရောက်မောင်ကြီးသူ့ကိုများလွှဲရင်နေမလား။ဒါမှမဟုတ်မိများမိနေပလား။အမိကိုရွာမှထိုင်း၍မောင်နောက်တော့လိုက်လာခြင်းများကိုတွေးကထွေးကတစိမ့်စိမ့်ပြန်လဲတွေးမိလာတော့သည်။လင်းဤနောက်တော့လိုက်ရခြင်းသည်အာဝင်ဒီကဒုက္ခ၅ပါးတွင်တပါးပါသည့်အဖြစ်ဘောကတော်ထွေးကနားမလည်နိုင်ပါ။ ကိုလင်းသားနှင့်အတူနေရသည်ကိုဘာဖြစ်ရများဒုက္ခဟူ၍ဆိုပါသည်။ထွေးသည့်အညာကိုပြောင်းရွှေ့ရကလေးကပြော့ပြော့ရွှေ့ရွှေ့ဖြက်ဖြက်လက်လက်ဖြစ်လာပေသည်။အမေနှင့်နေစဉ်ကမိဘမဝင်ခဲ့တော်လေ။ယခုတော့မောင်ကျိုက်တတ်သောဟင်းရများကိုလည်းစူးစား၍ချက်ကြည့်ရသည်။အမေထည့်လိုက်သောထမင်းဆက်ဟန်ကြပန်ကြချက်သည်ကိုသူကသဘောမကျပေနိုင်။မောင်တီမနဲ့ရုံမသွားခင်ကပင်ငမင်းငပိကို မကြီးသည့်စိတ်ထောင်နှင့်စီပြန်ချက်၍စားခြင်းသည်ဟု ပြောခဲ့သည်။မောင်ကအညာသားမို့အညာလည်းရာမှစားခြင်းသည်ဆို၍အညာငပိချက်ဟန်ကိုလည်းမောင်ထံကမေး၍ထားလိုက်ရသည်သည်။ထမင်းကြံမနန်းခါကအညာငပိကောင်းကောင်းချက်တက်သည်ဆိုသည်ကိုပင်သူကချက်ခွေမပေးခဲ့။မောင်ကမှားခဲ့တယ်။မကြီးသည့်အစိမ့်ကိုအရင် ပြုတ်ရမယ်တဲ့လီ။ဗဇက်ကလည်းပြောသေးသည် သူကိုယ်တိုင်မကြီးကြီးအစိမ့်ကိုပြုတ်သည် မနက်ခါငရုတ်သေးထောင်းနေစဲမှာငမင်းငပိကိုသူကတစ်သည်ရေးစင်စင်စီးပြီးမှတရမေကိုရုတ်တရက်မေ့သွားသောကြောင့်တစ်ပြီးမှငပိကို ရေးစေးရသည်ရေမြောင်းဝင်သွားသောကြောင့်ငပိအရသမျှပြတ်သွားလိမ့်မလားလို့စိတ်ကလည်းစိုးရိမ်ပြီးသေးသည်ငပိချောစီပြန်တော့မှငရုတ်သေးအစိမ့်တောင်လေးတွေကိုအညာချေ၍ထဲလိုက်သည်ခြာကနီးတွေနန်းနန်းမင်းကိုလည်းအုပ်လိုက်ရသည်သည်မနန်းခါမှာ မိသွေးတဖိုးနှင့်ဟင်းချိုစက်သားဟီငဖဲတော့အတွက်စက်တော်နေစည်းကများကို ပြုလုပ်နေစဉ်အတော်တွင် ထွေးသည်ငပိချက်တော်ဦးနှင့်အချိန်ကုန်တော်သည်ဆက်တနိုင်ထိုးဖို့9မိနစ်အလိုကြာရင်အဲအီအိုရင်အကုန်ပြန်ရင်းတော့မမရေချိုးလိုက်ဦးမင်းမန္တန်ခါကိုမှားခဲ့၍ရေချိုးကန်းတော်ပြေးခဲ့သည်မောင်ဟင်းအထူးမှသောနေ့တွင်ဟင်းချရသည်ကို ထွေးကပို့၍ပြောသည်မောင်ရဲ့ဟင်းထူးဆိုသည်မှလည်း အညာငပိချက်စာစံချက်ပကြီးရွက်ကျော်နှင့်မှုဟိများသာဖြစ်လီဖြစ်တာရှိပြီးသည်ဘောကတော်အချင်းချင်းတွေ့ဆုံရင်းဟင်းချက်နီးနှင့်ဟင်းဆက်ကိုလည်းထွေးကကောက်ခါငင်ကမေးတတ်သည်အိမ်ပြန်ရောက်ရင်းချက်၍ကြည့်ရသည်သည်နေလေထမင်းစက်ဝဲတွင်မောင်ကပကြီးသည့်စိတ်နှင့်ငမင်းရင်ငပိချက်ကို ချီးမွမ်းမဆုံးဖြစ်နေသောအခါမှာထွေးသည်မျက်နှာမထားတတ်အောင်ပျော်ရွှင်၍တွားတော်သည်အမေနှင့်နေစဉ်က မိုးချက်သောနေတွင်မိုးရဲသို့ကစုံရွက်နေနေဖဲ့ထဲ၍ချက်ရသည်ကိုလည်းတွေ့ကြရသည်မောင်ကားတော့မိုးဟင်းတွင်ငရုတ်သီးစိမ်လေးငါးရောင်ထဲ့ချမ်းမှကြိုက်ပေသည်တွေ့သည်ငရုတ်သီးဆိုရင်ဘာငရုတ်သီးမှမကြိုက်တော့လေမောင်စားမည်ဆိုတော့အတူလိုက်၍စားခဲ့သည်ညနေတန်းနေရိုက်သွားမည်ဆိုရင်ဖနက်ဖြူဘောင်းမီတို့နှင့်ချွေးဆောင်မင်းအင်ကြီးလက်တို့တို့ကိုအစင်းသင့်ထုတ်ထားရသည်သည်မနေ့ကတန်းနေရိုက်နေစဉ်တွင် မောင်စည်းသွားသောချိန်မှာနောက်ဘိုးကမြမလေးများကတ်နေ၍တခုစီဖြုတ်နေရပြန်သည်ထွေးကသာဆိတ်ရှည်လက်ရှိဖြုတ်မပေးသည်နန်းခါသည်ဒီတိုင်းပင်ရှော့ပစ်လိုက်မည်ဖြစ်သည်ရင်းနှင့်ထိသွားတော်လေနောက်ဘိုးများကကတ်၍ကမြဲနေသည် မောင်ချတော့ကိုစူးမှာကိုလည်းစိုးရင်ရသေးသည်မောင်တန်းနှင့်ရိုက်ထွက်သွားပြန်၏မနက်ရုံတက်စီရန်အတွက် ဖနက်အညိုကိုပြောင်းတက်ရသေးသည် ခွန်ဘက်ကိုရင်းနှီးထိလိုက်ဖနှက်ဦးကိုပွတ်လိုက်စေးနှင့်တလေတို့၍တဖန်ပြတ်တိုက်နေဖနှက်ဦးမှလည်းဝင်းဝင်းလက်လက်ဆိုးလာမှလက်ကချတော်သည်နန်းခါတိုက်ရင်စေးနေသောကြောင့်ဖနှက်သည်အဲ့၍အဲ့၍လာတတ်သည်အမေနှင့်နေစင်းကခန့်ရည်နေသောမမကိုနန်းခါကအံ့ဩ၍နေပေသည်ဟိုရုံးကဆိုရင်တလာမရက်ပေါင်း30လောက်ထွေးသည့်အိယာဘော်တွင်မူးကျဲနှင့်မူးနေမည် ဖျားစင်လေဖျားနေမည်ဖြစ်သည်ရက်ခိုးတော်ထွေသည် တချင်းနှင့်တေးနေဖြစ်သည်ညဘက်မောင်စာကြည့်ခြင်းတွင်မန္တန်ခါသည်အိယာများကိုလှဲကပြင်ဆင်သည် ထွေကအိယာဝင်ကနေမောင်တောက်တတ်သောကော်ဖီကိုလည်းကိုရိုင်းကိုကြဖြောပေးသေးသည်ယခုလိုခွဲခွာနေသောအချိန်တွင်မူစားချိန်တိုင်းလည်းထွေးလိုဖွဲ့ဖွဲ့ရရာဘသူကများမကိုချက်ကျွေးပါလိမ့်မလဲမိုးဆောင်အေးသည့်ဖြစ်စီ ်စောင်းတန်ကြမည်အေးဒီဖြစ်စေမောင်ရီချိုးတွင်တွင်ဘသူကများမောင်အတွက်ရင်နှွေးတည်ပေးပါမလဲထွေးဒီငိမ့်ငိမ့်ထိုင်တွေး၍မရနှုတ်မလည်းမထွက်တော့လေသူရင်ခွင်ထဲကစကားများကပြောင်းဆန်အောင်ပြောလာကြည့်မောင်ကအိတ်ခါနေရင်ကော်ဖီပူပူတောက်ရမှသူ့ကိုဘသူလုပ်ပေးမလဲရုံးစင်းချင်းနဲ့အိတ်ချိန်ကြမှာသူပါရီများလုံနေမလဲအရင်ကအရင်မတော့ဖဲမရိုက်တတ်ပေမဲ့ ခူအားလက်ချိန်တွေကိုဖြုံးရအောင်အရက်တွေများတောက်နေမှာဖြစ်ပြီးတော့နေရတော့ကလည်းအိုးထွေးတီထိုင်ရမငောက်ခနေထားကအိယာဘေးဇပွဲပေါ်ရှိရက်တောင်တစ်ခုကိုကောက်ရယူလိုက်သည်ဝမ်းနေအပူကြောင့်ဆို့လာတော့နှဖူးမှာချွေးများကို၆လို၆ညရက်တောင်နေတစ်ဖက်ပြန်ခတ်လိုက်သည် ရှင်းထဲမှာတစ်ဆုပ်ဆုပ်ဝေဒနာကဖြစ်လာလိုက်သေးသည်အစားအသောက်ကိုဂရုတစိုင်လုပ်ပေးသူမရှိ၍ဝမ်းမှာကောင်းမှာမလား ညာအိမ်ချင်းတွေစောင်းစုံကအမြဲလိုလိုကြွားတတ်တယ်။ထွေးကညာတိုင်းလိုလိုဆောင်းကုန်တွင်တွင်ထွေထွေလှုပ်ပေးရတယ်။ဂုံတွေရေပတ်များအေးမိမှဖြင့်မိုးဦးတွင်ဖျားနေမလား။ဖျားနေရင်တော့သူစေယုံတက်ရမှာပဲ။စေယုံမတက်လို့ဘသူကပြုစုပါမလဲ။စေယုံရောက်တော့သူနာပြုဆရာမလေးတွေကအပြုစုဟာကောင်းပါပြီနဲ့။ပြီးတော့သူတို့ကငငယ်လေးတွေဟာယောက်ျားဆိုတာက ပြူစုယူရကောင်းတာကိုတာယာထက်တာအမလီဆီယာမတယောက်ယောက်နေများမတော်တဆညားမဖြစ်ဖျားဖျားထွေးဒီထိုင်ရမဘုံစုံအိယာပေါ်ပြည်လေးလိုက်ပြန်သည်ရဲတောင်သည်စက်ကူများကွာထွက်မတက်ပြင်းပြင်းထန်ထန်လှုပ်ရှားလာသည်ချွေးများသည်ဆုတ်ရမနှဖူးပြင်သို့စီးကြသည်ရင်းထဲကစွန့်နစ်နေဖြစ်နေခြင်းမှာမပြောက်တော့ပဲချက်တလို့ဖြစ်လာသည် အပြင်တွင်မိုးစိတ်စိတ်ရွာနေပါလျက်နှင့် ဘားဆောင်များသူ့တွင်ချွေးပြန့်နေပါလေချွေးဒီကောင်းအောက်မှလက်ကင်ဘွားကိုဆွဲယူကချွေးများကိုတုံလိုက်သည်ရက်တံကိုအသာချ၍အိမ်ယာမထားလိုက်ပြန်သည်ဖျားကန်းရှိရာသို့ခမင်းမြတ်မြတ်လျှောက်သွားကပမဖေကိုစုံချ၍ဖျားရှိခိုးသည်စိတ်ကတည်တည်ငြိမ်ငြိမ်မဖြစ်နိုင်သေးပေမောင်တွင်မေတ္တာတုတ်ကိုရွတ်ဖက်ပူဇော်ရရင်အတ္တမကရုံးကြီးနှင့်တခါတခါဆိုရင်းကနေနောက်ပိုက်ကိုမေ့၍တွားပြန်သည် ဖျားရှိကိုကိုအရှိကြီးပြဖတ်၍မရတော့ပါဖျားကမ်းမခွာ၍ဝရဏသို့ထွက်လာခဲ့သည်မိုးသားများအောက်တွင်လာရောက်သည်မြေပြင်ပေါ်သို့ကျ၍နေတော်သည်မိုးလေသည်တစိမ့်စိမ့်တိုက်ခတ်ရမှပုံညက်ပန်းရံတန်းကိုတဲယူ၍ဆောင်းလာသည်အမှန်တော့ညစ်ခင်းသည်တက်တောင်တက်တာရှိလာသည်ထွေးဤမျက်လုံးတွင် လာရောက်ကြည့်အလှပကိုမမြင်ပန်းရံတန်းတို့သည်လည်းမမွေးတော့ပါလားမောင်ထံမှာစားလာခြင်းများလဲ တဖြည်းဖြည်းဝေးဝေးလာခဲ့ဒီမှာရိုးမှရိုးပါမလားအညာအဖွားကလည်းတတိပေးဘူးသည်စစ်ဖို့ငငယ်ရွယ်ဆိုရင်မောင်းသွားတော့အရက်ကဈေးကောင်းပေးသည်ဟုဆိုသည် မောင်းကလည်းစစ်ဖို့ဖြစ်စားငငယ်ရွယ်တခုခုတော့တခုခုပဲပဲမောင်းစားရဲတွင် မောင်းနေ့တခါကအလွန်ရင်းနှီးခဲ့သည်ဆိုတော့ခင်မမသူ့ထန်းတို့လာရောက်လဲပတ်ချောင်းဝင်လဲပါခဲ့သေးသည် ကဲမောင်ကနေလဲစားစားချင်းခင်မမကပေါင်မုံကိုထောက်ပတ်တွေပါတွေတော့ကျောက်ကျော်ရီပါရီနဲ့နေလဲစားစားဖို့လာဖို့ပါပြီလေဖဲနဲ့လုပ်ပါမလဲသူကလဲစားချင်းစားမှာပေါ့ယောက်ျားတယောက်ကိုနှစ်သက်ဆွဲလန်းစေချင်းအစားကောင်းကောင်းချက်ပြုတ်ကျွေးရမယ်တဲ့စကားလဲရှိသားပဲဒီလိုနဲ့တဖြည်းဖြည်းတာယာလာရောညနေတိုင်းဆိုရင် တန်းနေတွားရိုက်ချင်းရိုက်မရိုက်ချင်းလဲလမ်းတွဲပြီးရှောက်မှာ ကြားတော့ခင်မမအပိုင်စီးလိုက်ရင်အိုးထွေးတီငိုခြင်းတလို့လို့ဖြစ်လာသည် သူကကြားဖို့သည့်ပုံမြင်များမှများနေ၍စိုးရိမ်စိတ်ကများလာသည်တရုံညောင်မှငရွေသူများလာသည်လက်ထပ်ထားသည်မှလည်းသုံးနှစ်မြပင်မပြည့်တတ်သည်သားသမီးများတွဲရတွဲပုန်နေဘိုးကြီးကြောင့်မင်းခုလိုခိတ္တာခွဲခွာနေင်းကမိန်းကလေးတယောက်နောက်ကိုပါရွေသွားသည် ဘိုးကျော်မောင်ရီဇနီးရှိုက်ကြီးတန်ကုန်ငိုစဉ်ကများထွေးကရောရည်ငိုရသေးသည်ဒီလိုဖြစ်တွေက သူ့မရောဖြစ်မလာနိုင်ဘူးလားသားသမီးတန်ရောစဉ်ရှိလျက်နေတော့မငဲကွက်ဖ ೇನೆ သူ့လိုလုံးချင်းကိုမောင်းတွေ့တာတော့တန်ရောစဉ်ကဘလောက်တောင်ခိုင်မာပါမလဲစိတ်မပူရပူရရှုပ်လာသည်ဘယ်တော့ပြန်လာမယ်မဲကုန်လည်းမသိဘာကြောင့်ကြာသည်ကိုလည်းမတွေ့တဲ့အမေကိုလွမ်းနှုံကလွမ်းသည်ဆိုပေမယ့် စိတ်မှလှုပ်လှုပ်ရှားရှားမဖြစ်လာပြီစိတ်ငြိမ်အောင်အိတ်ခမ်းတွင်သို့ပြန်ဝင်ခဲ့သည်ဇပွဲပေါ်မှာစာအုပ်ကိုလှမ်းဆွဲယူကဂရီရှိယာတို့ရှောက်လာသည်ဂရီမော်လှဲကစာအုပ်ကိုအလေမှဖွင့်ဖက်လိုက်သောအခါသူ့မျက်လုံးတို့သည်မမျော်လင့်သော စာကြောင်းလေးများပေါ်သို့ကျမ်းရောက်သွားသည်ကဲဂုံဝေပြန်ပွားချိန်ပြီးကြာလီတလောသဘောအင်တူနောက်ပေါ်လူနေမူယူဖောက်ပြန် ရှိလေဟံကိုဖဖန်လွန်းစို့ရွရင်းချုတ်ခဲလူညို့ဖွဲရာခုတန်ဝါကခိတဖြူပွေမဆဲသေးလျက်ရောထေရွက်ခါဘဲချင်းရာကြောင့်ရှင်းမရွှေပွင့်ပွင့်စုံလန်းသည် နေနိုင်သည့်နှင့်ကုံမာသောထွေဒီစာအုပ်ကိုအဝေးသို့လွှင့်ပြချလိုက်သည် အမန်တော်ကပြားစာပိုက်လေးသည် လာပ၍တိမ်မွေသောစာပိုက်များသာဖြစ်သည်ချစ်တော်သူ၏မတိစားလှသောအချစ်ကို ်ပန်းကလေးများနှင့်၎င်းညီမင်းနှင့်၎င်းနိုင်ရှင်၍ဖော်ပြထားသည်သူချင်းတွင်ခိတပန်းတို့အားမကြသည် မတုံသေးပါလျက်နှင့်ရှင်းမပန်းသည်ရောထွေရှက်တင်၍ဖားဆောင်များဝင်ရောက်ပွင့်လာကြပါသည်ခေစကားဆိုရင်ဇုထိုးဖောက်ဝင်ရောက်လာသောအချိတ်တစ်ကိုရှင်းမပန်းနှင့်တင်စား၍ဆိုးလိုက်ခြင်းသည်ခြေဥသူငုတ်တုံရှိပါလျက်နှင့်အစ်တင်ဝင်ရောက်လာပုံကိုပန်းပွင့်တလို့ဖွင့်နေထားသည် တငယ်ချင်းကရောက်မှာလို့ရှင်မိကိုလွမ်း၎င်းတောက်တော်ရေးချမ်းစားတော်ကုန်နေတုံးနေညောင်းကြီးပန်းတပြင်းနေပြေဘူးငယ်ရှင်ဘာကိုလွမ်းသည်တောက်တော်ရေးချမ်းစားတော်ကုန်နေတုံးနေညောင်းကြီးပန်းတပြင်းနေပြေဘူးငယ်ရှင်မောင်ကလေးမောင်ကိုလွမ်းတော့တောက်တော်ရေးချမ်းစွန်းတော်ကွန်းနေတုံးနေညောင်းကြီးမပြေပါလို့တောက်တော်ရေးအိုးကျွန်းထိုးကောက်နေ အပြိုပြုငယ်နှမမလေးကြုံရရရှင်